ကိုကိုနင်းစီအရာဖြစ်တယ်အဲ့ဒါကြောင့်နင်းစီတို့နှစ်ယောက်တောင်းအများဆုံးကိုကိုမိပါတွေဖွင့်ပြလိုက်တော့တာ မင်းစီဟိုဒီတမင်းရိုက်ပို့တာနောက်ကြာနော်ဒေါ်လေးစီကိုဖုန်းဆက်ပြီးတမင်းချိန်လာပို့ပေးပါဆိုလို့မင်းစီတမင်းချိန်လာပို့တာပါဟုတ်တယ်ဒီကိုတမင်းချိန်ပို့လမ်းမလိုက်တာကိုမင်းစီနဲ့တွေ့ချင်လို့အန်တီပြန်သွားပြီနေတူတယ်ကိုနင်းစီကိုတွေ့ချင်တာ ਨੇ မိပြန်လာနဲ့ပါဆိုင်လို့လည်းနေကြည့်ရဲ့။မာဆိုင်လို့လဲဆိုတော့ကိုကိုပဲတိမှာပေါ့။ကိုကိုဘာလို့တိရမှာလဲနေကြည့်ရဲ့။အန်တီနဲ့တွေ့တော့ကနှင်းစီကိုဘလို့မိတ်ဆက်ပေးရဲ့လဲဆိုတော့ကိုကိုမိသွားပြီလား။ဒါမှမဟုတ်မိကြောင်ဆောင်နေရလား။နှင်းစီအားကိစ္စကိုချိန်ဆနေရလား။စိတ်မဆိုးပါဘူး။ ။နင်းစီကိုကိုကိုစိတ်မဆိုးရက်ပါဘူး။နာတိုင်းဝင်ခံရရင်တော့ကိုကိုချစ်သူကကိုကိုချစ်သူပါလို့မိတ်မဆက်ပေးတာကိုတော့ဝမ်းနေတယ်။ကိုအကြီးစားနဲ့ပတ်သက်ပြီးနင်းစီကိုရှင်းပြချင်တယ်။ကိုရှင်းပြတော့နင်းစီနားထောင်ပါကိုကိုတောင်းဆိုတာအောင်နင်းစီဘယ်တော့မှညင်းခဲ့ဘူးလို့လဲ ိုကိုဘလို့ရှင်းပြမှာလဲနင်းစီနားထောင်ခြင်းလဲကိုနင်းစီရောကိုချစ်သူဖြစ်မင်းမဆက်ပေးဘူးဆိုတာစောင်းနေတည်းထင်တော့ပါနင်းစီအချစ်ကအချိန်ကတည်းရှိလို့လားကိုကိုရဲ့ကိုတိပါရနေစီရဲ့ ဒါပေမဲ့ဟိုမမေတို့တော့ကြတော့လေနေ့စဉ်ကိုယ်ကတွေ့ရလဲမကြသေးဘူးဟိုအခုချက်ချင်းချစ်သူကြီးစားတွေဖြစ်သွားကြပြီလားဆိုပြီးကိုရဲ့အချစ်ကို ထင်သေးတော့မှစိုးလို့ပါကိုရဲ့အချစ်ကဘလောက်တိတိနေတယ်ဆိုတာနေ့စဉ်ကိုယ်ရဲ့ပဲတည်ရတယ်ကိုပြောတာနေ့စဉ်နားလဲတယ်မလားအချစ်ကိုအထင်သေးလို့မိတ်မဆက်ပေးတာဆိုရင် ဘယ်အချိန်ကျမှနင်းစီကိုကိုကိုရဲ့တရားဝင်ချစ်သူပါဆိုတော့မိတ်ဆက်ပေးမှလည်းပြောဘယ်အချိန်လဲမိတ်ဆက်ပေးမှာပေါ့နင်းစီအဲနင်းစီကိုမရအောင်လားโบนิซียงมาเรนิซีกูโกอัตถะแทชิดเด ဘလောက်ထိချက်လဲဆိုရင်နင်းစီကိုနင်းစီမသိတော့လောက်အောင်ကိုချက်တာပြင်မှာမပြောနဲ့အိမ်မထင်းမှာတော့ကိုကိုပျောက်သွားမှာကိုစိုးရင်နေခဲ့ရတာကိုကိုနင်းစီရမ်းချက်တယ်အဲ့ဒါကြောင့် nên gì đồn nhiều cho nhà dùng của cô viên bà để ông hiểu lại đoạn nào nó không cũng em ăn cái gì ấy cục cho đây bà mẹ cô cô nên gì hiền chuyện rồi ဆိုလို့ရှိရင်ဒီကသမီးကိုရင်းနဲ့လက်ဆက်ပြီးချင်တာပေါ့လားဟုတ်တယ်လေသမီးလက်ခံမယ်ဆိုလို့ရှိရင်ဒီကဟောရင်းနဲ့သမီးကိုအမြဲတမ်းလက်ဆက်ပြီးရတော့အော်ဒီဒီဘုတို့ရရှိနေတယ်ကိုဟာဟာလေးလေးဆက်ပါပြောလားကျန် အဲ့ဒီပြောတယ်ဒီလိုဘာပြောမလဲဟုတ်ပါဦးဒေဒီရဲ့ဟိုအခုဟိုဒေဒီသဘောတူတဲ့လူကဟိုတမီးရဲ့ကုမ္ပဏီမှာတမီးလက်အောက်မှာလုပ်နေတဲ့ဝန်ထမ်းဆိုတဲ့ခါကျတော့ဟုတ်ပါတယ်ဟုတ်ပါတယ်တမီးကတမီးလက်ကဝန်ထမ်းလို့သူလည်းတွေ့တမီးကုမ္ပဏီမှာဆိုဟုတ်လားဟိုမဟုတ်ပါဘူးဒေဒီကလည်းတမီးမှာအဲ့လိုစိတ်မျိုးမရှိပါဘူးမဟုတ်လေဟိုတမီးပြုံးတာတမီးနဲ့အတူလှုပ်တွဲလုပ်နေတဲ့လူချင်းချင်းကိုတမီးကပြန်ပြီးတော့လက်ထပ်ရမယ်ဆိုတဲ့ခါကျတော့တမီးဆက် ခေါ်တော့လက်ထဲမယ်ဆိုစကားပါပါတယ်။ဟုတ်လေ။ဒီရွာသမီးလက်ခံလိုက်။ဟုတ်လားဟုတ်လား။သမီးသဘောတူလိုက်။နေပါ။ဘာလို့ညလုံးစီ။နေပါ။တော့ကမလို့ပါနေတဲ့ဒီ။နေအောင်။ဒဲဒီရောသမီးတစ်ခုမိမယ်။သေချာထင်နော်။မေး။သမီးကိုဒဲရရဲရဲနဲ့ဘာဖြစ်လို့သဘောတူလဲ။ဟာ။ဒါရှင်းပါတယ်ဒီ။ဒဲဒီသမီးကအခုအိမ်တော်ပြီးတော့ပဲရောက်ပြီလေ။ တပြီးတော့မောင်ရင်းဆိုတော့လေအဲဒီနေ့ကောင်ကတွဲပြီးအလုပ်သူလုပ်နေသူတယောက်သူ့ကြောင့်ဒေဒီနေဟမ်အဲ့တော့ဟိုဒေဒီလို့ပုံမှာသူသစ္စာရှိရေရိုးသားတယ်မျိုးယိုးကောင်းတယ်အဲစီဝရလဘမင်းနဲ့အမျိုးမင်းရှိဘာလို့ဒီလေကပြောဟမ်ဟေးဒေဒီလူကြောင့်ညှောင်းနေတာလက်ဆက်ကြောင့်ပြည့်တယ်နော်ဟာတပြည့်ရယ်အဲ့လိုပြည့်စကားကြီးကတ်တာမပြောနဲ့လေ ဒေဒီအဲ့လိုသဘောပြန်လာတာသူ့မှာပြဿနာချင်းရှားနေတာလားဒေဒီပြောသိကြပါတော့ကျန်တာဒီအများကြီးပြောရင်ကုံမာတော့မဟုတ်ဘူးသမီးရယ်ဟုတ်ပါပြီဒေဒီရယ်ဒေဒီပြောသလိုပဲသမီးလည်းရင်းရင်းနဲ့အလုပ်အတူတူတွဲလုပ်နေတာဆိုတော့သူ့ရဲ့ချင်းတွေကိုသမီးမြင်ပါတယ်ဒေဒီပြောတာလည်းဟုတ်ပါတယ်သမီးလက်ခံပါတယ်ဒါပေမဲ့အရေးကြီးတဲ့အချက်ကတည်းသူ့ရှိမှာရှိနေလို့လေသူ့ရှိမှာအဲ့ဒီသမီးလိုချင်တဲ့အရေးချင်းတွေရှိနေလို့လို့ပြီးရတယ် ပါပါကြည့်ပြောပြော။အော်ဘာလဲဆိုတော့အဓိကအိမ်တော်ကြီးမှာ तू မဖောက်ပြန်ဖို့မရှုပ်ဖို့မပွေဖို့သမီးပေါ်မှာ तू မလိမ်မညာပဲနဲ့ဂျူးဂျူးတတာချစ်ဖို့အဲ့ဒါတွေကမှတကယ့်အရေးချင်းနေသမီးတို့ကအရေးချင်းဖြစ်ခဲ့ရဲ့အဲ့ဒါသမီးပူတာတော့ဒရက်ပူပူတည်းလေသမီးကတတိသမီးလေဒီမှာသစ္စာရှိရဲဆိုတဲ့ယောက်ျားပြောင်းတော့အဲ့ဒါကြီးကြံလာရအကုန်လုံးသူ့ဘာသူအော်တိုမက်တစ်ပါလာပြီလားနော်စဉ်းစားနေရဘူးလို့သမီးရေ